ဒုံဝင်မြို့နယ်အညာဖျားရွာကိုတိုက်ပွဲမဖြစ်ပဲစစ်ကောက်စီတပ်ကလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့အရက်သားမျိုးသမီးတို့ဒဏ်ရာရသွားပါတယ်။မေလ၄ရက်နေ့နေ့လယ်၁၂နာရီလောက်မှာစစ်ကောက်စီတပ်ဟာလေကြောင်းကနေအညာဖျားရွာကိုဘုံကျဲတိုက်ခိုက်ပြီးစစ်တပ်နဲ့ပါပစ်ခတ်ခဲ့လို့အသက်၄၀ကျော်အရွယ်ဒေါ်တိုင်အင်းဘုံစထိမှန်ပြီးလက်တစ်ဖက်ပြတ်သွားတယ်လို့ရှစ်တော်အခြေဆိုင်စည်ရင်တည်အင်းမြင့်တို့ကပြောပါတယ်။ ထိုင်းမြို့မှာထီခီနယ်ဇက်နာကထိထစခန်းတိုက်ခတ်ရပြီးတဲ့နောက်ဒူဝဲရှိတော်ဒေသကိုစစ်ကောက်စီကအေဘီလာ26ရက်နေ့ကစပြီးအင်အားနီယာကျော်နဲ့စစ်ကြောင်းထိုးနေတာပါ။ဒါအပြင်လေကြောင်းတိုက်ခိုက်မှုနဲ့နှစ်ဖက်တိုက်ပွဲကြောင့်အညာပြားကျေးရွာအုပ်စုအပါအဝင်ကျေးရွာ30ကျော်ကဒေသခံထောင်ချီထွက်ပြေးတိတ်ရှောင်နေကြရပါတယ်။